အားလုံးပဲမင်္ဂလာပါဘလော့ပိုင်းကျောင်းဝါ channel နေကြိုဆိုလိုက်ပါတယ်ဒီနေ့တော့ကျွန်တော်တို့အိမ်မှာအစိမ်းကြော်ကြော်စားပြပါတယ်ပုံမှန်မြင်ဘူးနေကြအစိမ်းကြော်ကြော်နည်းရတဲ့မတူပဲနဲ့ရှိရှိရတရုပ်တွေကြော်သလိုပို့ပြီးတော့အရသာရှိတဲ့နည်းလေးနဲ့ကြော်ပြပါမလို့ဗီဒီယိုလေးကိုဆက်ပြီးတော့ကြည့်ပေးကြပါဦးခင်ဗျာအစိမ်းကြော်ကြော်ဖို့အတီးအနှံတွေအနေနဲ့ဟာ ကော်ပြီးပန်းကော်ပြီးမုံညင်းပြူပဲသည်ရွှေပဲသည်မုံလာဦးနီခဲကျင်သည်ဘေဘီကွန်းနဲ့အယုတ်ပွားတို့အသုံးပြုပါမယ်။စိမ့်ကျော်ကစက်သားနဲ့ကျော်မှဖြစ်တဲ့အတွက်ပထမဆုံးစက်သားကိုကြည့်စီပါမယ်။စက်သားက200ဂရမ်အသုံးပြုပါမယ်။ကြည့်စီပြီးသွားရင်တော့စက်သားကိုတုံးတိတိလေးတုံးထားပါမယ်။တုံးတိတိလေးတုံးပြီးသွားပြီဆိုရင်တော့အရာသာနေပါမယ်။ စားတစုံထည့်ပါမယ်။ဘဲငက်ပြားကြီးအကျဲအနေငယ်နဲ့ဘဲငက်ပြားကြီးအနောက်ကိုအနေငယ်ထည့်ပါမယ်။ဘဲငက်ပြားကြီးအနောက်ကိုတော့အရင်ညူသွားမှဆိုတဲ့အတွက်နေနေပဲထည့်ထားဖြစ်ပါတယ်။ပြီးရင်တော့တေချာလေးတမောက်နေလိုက်ပါမယ်။နေပြီးသွားရင်တော့အသားတွေအရသာဝင်အောင်လို့အရသာနှက်ထားပါမယ်။အရသာနှက်ထားတော့မှအသီးရွက်တွေကိုပြင်ဆင်ပါမယ်။ခေါ်ပြီးတော့တရွက်ချင်းစီခွာခတ်ထူထူလေးလှီးပြီးတော့ရေဆေးထားပါမယ်။ပြီးရင်တော့ရေပြန်စစ်ထားပါမယ်။ ုံကြီးထုတ်ကိုအရိုးတက်တက်အရွက်တက်တက်ခွဲလိုက်ပါမယ်။အရိုးတွေကိုလှီးပြီးတော့ရေဆေးထားပါမယ်။အရွက်ကိုလည်းလှီးပြီးတော့ရေဆေးထားပါမယ်။ပြီးရင်ရေပြင်စစ်ထားပါမယ်။ န်းကော်ပြီးဟိုကြတည်တည်လေးစီးလိုက်ပြီးရေးဆေးထားပါမယ်ချွေပဲဒီကိုရေးတရားလေးဆေးလိုက်ပြီးတော့အညာလေးချွေထားပါမယ်ဥစားပဲဟိုကြခီးစေးအညာချွေပြီးတော့ကစောင်းလေးတွေလှိဖြတ်ထားပါမယ် ုံလောင်းတွေကိုအခုချစ်ရေးစေးပြီးတော့ပပလီထားပါမယ်။ baby ကွန်းလို့ခေါ်တဲ့ပြောင်းမှုအသေးလေးတွေကိုတော့ရေးစေးပြီးတော့တစ်ချမ်းစီချမ်းထားလိုက်ပါမယ်။ခဲငယ်သေးတဲ့ငရုတ်ပွားကိုလည်းမတိခင်အရင်ဆုံးရေးစေးပါမယ်။ခရမ်းညီတီကိုတော့တချမ်းချမ်းအစိထုတ်ပြီးတော့တချမ်းကို၄ဘိုင်းလောက်ရအောင်ပြန်ပိုက်ထားပါမယ်။ ရုပ်ပွားကိုလည်းတချမ်းချမ်းလိုက်ပြီးတော့ခင်းအင်ဂျင်ဒီလိုပဲတချမ်းကို၄ဘိုင်းလောက်ရအောင်လှည့်ထားပါမယ်အခုလိုအပ်တဲ့အသီးထန်တွေကပြင်ဆင် ပြီးသွားပြီဖြစ်ပါတယ်အသီးနယ်တွေပြင်ဆင်ပြီးသွားပြီဆိုတော့ပထမအဆုံးပြုတ်ဖို့အတွက်ရင်းမျိုးတွေပါမယ်ရှင်ရွေးစုပြီဆိုလို့ရှိရင်တော့စားနှစ်စုံနဲ့စီအနေငယ်ထည့်လိုက်ပါမယ် ီးရင်တော့တေချာလေးတမအောင်ဝင်ပေးပါမယ်အတီးနံတွေထဲမပြုတ်ခင်ပါပဲရေခဲကိုလည်းနောက်အိုးတအိုးတဲ့ကိုထည့်ပြီးတော့ရေခဲကြီးလှုပ်ထားပါမယ်ပြီးသွားရင်ရေနွေးအိုးတဲ့ကိုအတီးနံတွေထည့်ပြီးတော့ပြုတ်ပါမယ်ပထမဦးဆုံးနူးဖို့နည်းနည်းလေးကြာတဲ့မုံလောင်းကြီးပဲသည်မုံညင်းအယိုးနဲ့ပန်းကော်ပြီးတော့အရင်ဆုံးထည့်ပြုတ်ပါမယ်ပထမထည့်ထားတဲ့အတီးရွက်တွေကို10မိနစ်ပြုတ်ပြီးသွားပြီဆိုရင်တော့ ခေါ်ပြီးရွှေပဲသည်ဘေဘီကွန်းနဲ့မုံကြီးအရွက်တို့ကိုထည့်ပြီးတော့နောက်ထပ်တမင်းနဲ့ဆက်ပြီးတော့ပြုတ်ပါမယ်။အများစုကအစိမ်းကြော်ကြတဲ့အခါမှာဒေအိုးတွေကိုစီထည့်ပြီးတော့ပါတဲ့အသီးနှံတွေကိုရောပြီးတော့ကြော်လိုက်တာပဲဖြစ်ပါတယ်။အခုပြုတ်ပြီးတော့ကြော်ရင်းကြီးကတော့ရှေ့ခက်ကတရုတ်လူမျိုးတွေသုံးနေပြီဖြစ်ပါတယ်။အဲ့လိုပြုတ်လိုက်တဲ့အာသာချက်ကတော့အသီးရွက်တွေကြော်ပြီးတော့ခင်းပွဲရတဲ့အခါမှာစိမ်းဆူလက်ဆက်နေစေတာပဲဖြစ်ပါတယ်။ ပြုတ်ပြီးသွားပြီဆိုရင်တော့ရေသွန်လိုက်ပြီးတော့ရေခဲကြီးထည့်ထားတဲ့အိုးတွေကိုအတီးနဲ့နေထည့်ပြီးအေးသွားအောင်လို့စိမ့်ထားလိုက်ပါမယ်။ခုလိုမျိုးရေအေးတဲ့ကိုချက်ချင်းပြန်စိမ့်လိုက်တဲ့အတွက်အတီးနဲ့နေကပြုတ်ထားတဲ့အပူချိန်ကြောင့်နွမ်းမကုန်တော့ဘဲနဲ့ဆက်ပြီးတော့စိမ့်နေမှာပဲဖြစ်ပါတယ်။တီးနဲ့တွေကိုလုံးဝအေးသွားတဲ့အထိ10မိနစ်လောက်ရေခဲကြီးထဲမှာစိမ့်ထားမှာပဲဖြစ်ပါတယ်။ဒီနေရာမှာရေခဲကြီးမရှိရင်တော့ရိုးရိုးရေအေးကိုအသုံးပြုနိုင်ပါတယ်။အတီးနဲ့နေအေးအေးခံထားတော့မှာပဲကျက်သွန်ပြူဦးကြီးတဝက်လောက်ကိုအခွန်ခွာပြီးတော့တပြားရိုက်ပြီးလုံးလုံးဆင်းထားပါမယ်။ ခုတီးတန်နေလဲလုံးဝအေးသွားပြီဆိုတော့ရေပြန်သွင်းပြီးတော့ရေစစ်ထားလိုက်ပါမယ်ရေစစ်ထားတော့မှပဲအစိမ်းကြော်ကြော်ဖို့အတွက် sauce ဆက်ထားပါမယ်ခရူးစီကိုစပွဲတင်စုံနဲ့နှစ်စုံပဲငယ်ပြားရဲ့အကြီးအားစပွဲတင်စုံနဲ့တစ်စုံစားအနေငယ်နဲ့ပြောင်းကော်ထမင်းစားစုံတစ်စုံကိုရေထမင်းစားစုံနှစ်စုံထည့်ပြီးတော့တမောက်မှွေလိုက်ရင် sauce ကတာပြီးဖြစ်ပါတယ် လိုရာအကုန်ပြင်ဆင်ပြီးသွားပြီမို့လို့အစိမ်းကြော်စပြီးတော့ကြော်ပါတော့မယ်။အိုးရဲကိုစီးထည့်ပြီးတော့စီပူလာပြီဆိုရင်တော့ကြက်သွုံပြူတပြားရိုက်ထားတာကိုထည့်ပြီးတော့ကြော်ပါမယ်။ကြက်သွုံပြူလေးတွေအနံ့မှွေးပြီးတော့အနားလေးကြွက်လာပြီဆိုရင်တော့ကြက်သားကိုထည့်ပါမယ်။ပြီးရင်တော့ကြက်သားကိုအပေါ်ကျော်လေးတင်းလာတဲ့အထိ3မိနစ်လောက်ကြော်ပေးပါမယ်။ကြော်နေနဲ့ကြက်သားတွေကရေတွေကထွက်လာမှာဖြစ်ပါတယ်။ ရေနှဲငယ်ခမ်းပြီးတော့ကြက်အပေါ်ကြောလေးလည်းတင်းသွားပြီကြက်သားကလည်းအယောင်လေးရှင်းလာပြီဆိုရင်တော့ရေစစ်ထားတဲ့အပီးရွက်တွေကိုထည့်ပါမယ်ထဲမပြုတ်ပဲဖေထားတဲ့ခဲချီသီးနဲ့ငရုတ်ပေါအောင်လည်းတစ်ခါလေးထည့်ပြီးတော့ကြော်ပါမယ်ရွက်တွေထည့်ပြီးသွားပြီဆိုရင်တော့မီးအားတင်လိုက်ပြီးတော့မီးအားပြင်းပြင်းနဲ့10မိနစ်လောက်ကြော်ပေးပါမယ်အင်းဒီဟင်းရွက်တည်းရဲ့သဘောကစီဘူးနဲ့လှိမ့်လိုက်တဲ့အခါမှာပြုတ်မထအောင်ဆိုရင်နွမ်းသွားတတ်ပါတယ်။အခုလိုမျိုးပြုတ်ထားပြီးမှကြော်တဲ့အတွက်အဟာရအထွေထူးမဆုံးရှုံးစေဘဲနဲ့အသီးအရွက်တွေကိုကြော်ပြီးချိန်အတိုင်းအတာတစ်ခုတည်းစိမ့်ဆိုလက်ဆက် ခင်ဗျာကမင်းနေလောက်တေချာလေးမှုကြော်ပြီးသွားရင်တော့ဖြော်ထားတဲ့ sauce ကိုလောင်းထည့်လိုက်ပါမယ် sauce ဖြော်တော့ကော်မုတ်ပါတဲ့အတွက်မလောင်းခင်မှာတော့အရင်တစ်ခေါက်လောက်တေချာလေးပြန်မှွေပြီးမှလောင်းပါမယ်ပြီးရင်တော့ sauce နဲ့အစိမ်းကြော်တွေကအရွက်တွေအကုန်လုံးနှံ့သွားအောင်လို့တေချာလေးမှုပြီးတော့ကြော်ပေးပါမယ် sauce ထည့်ပြီးချိန်ကနေနောက်ထပ်10မိနစ်လောက်တေချာလေးမှုပြီးတော့ကြော်ပေးလိုက်ပြီးနော် အစိမ်းကျော်ကရပြီပဲဖြစ်ပါတယ်။မီးပိတ်လိုက်ပြီးတော့ခရုတ်ကောင်းလေးဖြူးပေးလိုက်ပါမယ်ခင်ဗျာ။မရုတ်ကောင်းဖြူးပြီးသွားပြီဆိုရင်တော့တစ်ချက်နှစ်ချက်သမအောင်မှွေလိုက်ပြီးရင်တော့စားမယ့်ပကံတွေကိုခတ်ပြီးတော့ထည့်လို့ရပါပြီ။ဒါဆိုရင်တော့အရသာရှိပြီးတော့စိမ်းဆူနေတဲ့ကြက်အစိမ်းကျော်လေးကရပြီပဲဖြစ်ပါတယ်။တရုတ်ဟင်းတွေရဲ့ထုံးစံအတိုင်းကြော်ပြီးပြီးချင်းပူပူနွေးနွေးခတ်ပြီးတော့စားတာတော့အကောင်းဆုံးပဲဖြစ်ပါတယ်။အစိမ်းကျော်ဟာအသားနဲ့အသီးရွက်ကိုကြော်ထားတဲ့ဟင်းပွဲဖြစ်တာမဟုတ်လို့ တပွဲတည်းမှာလေအသားရောအတီးရွက်ကပါရတဲ့အာဟာရဓာတ်တွေအစုံပါဝင်တဲ့ခင်ပွဲတပွဲဆိုလည်းမမှားပါဘူးအများစုကတော့အစိမ့်ကြော်ကြော်တဲ့အခါမှာအသားကိုကြော်ပြီးတာနဲ့အတီးရွက်တွေကိုတန်းထည့်ပြီးတော့ကြော်တာပဲဖြစ်ပါတယ်ကျွန်တော်အခုကြော်ပြတဲ့နည်းကတော့တရုတ်ကလူအများစုကြော်တဲ့နည်းဖြစ်တဲ့အတွက်အလုံးတော့နည်းနည်းလေးရှုပ်ပါတယ်ဒါပေမဲ့အစားကောင်းစားကြည့်ရင်တော့အလုံးရှုပ်တဲ့တံကိုနည်းနည်းလေးသိခင်ရပါတယ်ဒီလိုမျိုးပြုတ်လိုက်ပြီးတော့မှပြန်ကြော်တာဟာစီနဲ့တန်းကြော်တာထက်ပိုပြီးတော့စားလို့ကောင်းတာမို့လို့ ကိုကအလုရှုပ်ခံနိုင်နေဆိုလို့ရှိရင်တစ်ခါလောက်ဒီလိုမျိုးကြော်စားကြည့်ဖို့အကြံပြုပါတယ်။အခုကြော်ပြထားတဲ့နီးလေးကတော့ကြက်သားကိုအသုံးပြုပြီးတော့ကြော်ထားတာဖြစ်လို့ကြယ်၍ကိုကကြက်သားမကြိုက်ဘူးဆိုရင်ဒီနေရာမှာဝက်သားပင်လေစာစတာတွေကိုအစားထိုးပြီးတော့လည်းကြော်လို့ရပါတယ်။ဒါဆိုရင်တော့အစိမ်းကြော်ကိုဘယ်လိုပိုကောင်းအောင်ကြော်မလဲဆိုတာကိုသိသွားပြီလို့ထင်ပါတယ်ခင်ဗျာ။ဗီဒီယိုလေးကိုအဆုံးထိကြည့်ရှုပေးတဲ့အတွက်ကျေးဇူးအများကြီးတင်ပါတယ်ခင်ဗျာအခုလိုမျိုးရတာရှိတဲ့ဟင်းချက်နီမုန်လုံးနီတွေကိုအပတ်စဉ်တနေ့လာပုတ္တဟုနဲ့စနေနေ့ညနေ9:00နာရီတိုင်းမှာတင်ဆက်ပေးတော့မှာလို့ channel လေးကို subscribe လုပ်ပြီးတော့ခေါင်းလောင်းလေးကိုနှိပ်ထားပေးပါဦးเนาะနောက်ဗီဒီယိုတွေမှာပြန်တွေ့ကြမယ်เนาะ bye bye